ဗီဒီယိုတွေမှာကိုမလိုချင်တဲ့အပိုင်းတွေကိုကျွန်တော်တို့ဝါထားတာကိုကပ်ကနဲ့ဘယ်လိုလုပ်လို့ရလဲဆိုတော့ကျွန်တော်ရှင်းပြပေးမယ်။ဒါအင်္ဂလိပ်လိုကျွန်တော်က BLUR 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 ဆိုတာဝါဝါလေးဖြစ်တော့အောင်လုပ်ပြရအောင်။လုပ်လို့ရတဲ့နည်းလမ်းတွေအမျိုးမျိုးရှိတယ်။တစ်ခုချင်းစီအသေးစိတ်လေးကျွန်တော်ပြပေးမယ်။ဟုတ်ပြီ။ဥပမာဒီဗီဒီယိုဆိုပါဆိုပါနော်ကျွန်တော်ဒီဗီဒီယိုကို timeline တွေကိုဆွဲထည့်လိုက်မယ်။ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီလူမျက်နှာဝါးနေတယ်ဆိုပါဆိုပါနော်။အဲ့ကြတော့ကျွန်တော်ကဒီဗီဒီယိုဆက်လက်မှတ်မယ်။မှတ်ပြီးပြီဆိုတော့ねဒီအပေါ်မှာ effect ကိုလာခဲ့နော်။ဆိုတော့ effect လေးကိုနှိပ်လိုက်။ တော့ဒီအောက်မှာ body effect ဆိုတာရှိရယ်เนาะ effect ကိုနှိမ့်မယ်နှိမ့်ပြန်တဲ့ body effect ကိုလာခင်ဒီ search box ထဲမှာ blur ဆိုပြီးတော့ရိုက်ရှာလိုက်အများကြီးရှိတယ်ဆိုတော့ဒီပထမအောင်တစ်ခုကိုကျွန်တော်ရွေးလိုက်မယ်ဒီအောက်ထဲကိုဒီလိုလေးဆွဲချလိုက်မယ်ပြီးရင် timeline နဲ့ဒီလိုလေးညှိလိုက်မယ်ဒီမှာဆိုလို့ရှင်တလားသူက automatic ကိုယ့်ရဲ့မျက်နှာကို tracking လိုက်ပြီးတော့ blur လုပ်ပေးထားတယ်เนาะဒီမှာတလားကျွန်တော်ဘယ်လိုပဲလှုပ်လို့အဲကျွန်တော်ရဲ့လူမျက်နှာကို blur လုပ်ပေးထားတယ် ဟုတ်ပြီနော်ဒီဟာတုံးလဲရတယ်ဒါမှမတုံးခြင်းဘူးဆိုလို့ရှိရင်ကျွန်တော်ဒီမှာအာနောက်ထပ်တခြားဟာလေးတွေဒီမှာတုံးလို့ရသေးတယ်အဲမှဒါမျိုးလည်းရတယ်ဒီကောင်လည်းတုံးလို့ရတယ်နော်နော်များသောအားဖြင့်ကျွန်တော်အမြင်တုံးတာကတော့ဒီပထမအုပ်ဆုံးတစ်ခုဒီကောင်လေးကတော့အများဆုံးတုံးမှာတွေ့ရပါလိမ့်မယ်ဆိုဒီကောင်မှကျွန်တော်အသေးစိတ်ပြန်ပြီးတော့ customize လုပ်လို့ရတယ်ပေါ့နော်ဒီဒီအပေါ်က effect လေးကိုနှိမ့်မယ်နှိမ့်ပြန်ဒီမှာ range ကဘယ်လောက်ထိထားမှာတော့ ကြီးရလားကျဲမာလားပေါ့နော်ဝါတဲ့ဟုတ်စားပေါ့နော်ပြီးရတဲ့ size ကိုဘယ်လောက်ထိထားမှာတော့ဒီဒီ blur လုပ်တဲ့ size ကိုဘယ်လောက်ထိထားမှာလဲပေါ့နော်ဒါမျိုးတွေကျွန်တော်ဒီမှာအသေးစိတ်ထပ်ပြီးတော့ customize လုပ်လို့ရပါသေးတယ်ဟုတ်ပြီဒါပေမဲ့အခုကျွန်တော်ပြောတဲ့ဟာကအာသူကလူကိုပဲဆက်လက်မှတ်ပြရပါတော့ဥပမာကျွန်တော်တို့ကဒီကားရဲ့ number ပြားတွေပါတယ် ဘလားလုတ်ချင်တာတော့တလိမ့်ဆန်တကောင်းကောင်းတို့မအနောက်ကလူတယောက်ရောက်ခုပေါ့နော်ဘလားလုတ်ချင်တဲ့ခါမျိုးကြလို့ကျွန်တော်နည်းနည်းဒါမျိုးနဲ့အဆင်မပြေတော့ဘူးနော်နောက်ထပ်တစ်ခုလုပ်มาရမယ်ဆိုတော့နောက်ထပ်တစ်ခုလည်းကျွန်တော်ပြလိုက်မယ်